ာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါရှင်မြန်မာပြည်ကနေကြီးစုအားပေးနေတဲ့ပြည်သက်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တရခံပါရရှင်အခုတင်ဆက်ပေးချင်တာကတော့မင်္ဂလာပါပြည်သက်ကြီး2026ကဘာဖလားပြိုင်ပွဲနောက်ပိုင်းအထိအင်္ဂလန်တင်းမှာဆက်နေဖို့တူချေဆန္ဒရှိရဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်အင်္ဂလန်တင်းနီးပြတောမတ်တူချေကလာမယ်2026ကဘာဖလားပြိုင်ပွဲနောက်ဆုံးနောက်ပိုင်းအထိအင်္ဂလန်အသင်းကိုဆက်လက်ကိုင်းတွေ့တော်ဖို့ဆန္ဒရှိနေပြီးတော့ နောက်နေနေရသည်မတိုင်ခင်မှာပဲအသင်းနဲ့စာချုပ်တချို့ဆူသွားမှုရှိပါတယ်။သူချေကအင်္ဂလန်နိုင်ငံကပူတွဲအင်ရှင်ဖြစ်ကျင်းပမဲ့ယူရို2028ပြိုင်ပွဲအထိအင်္ဂလန်တက်နေပြပစ်ဆောင်သွားစဉ်လဲဆိုတော့အခုမှပထမဆုံးတင်ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။အခုနှစ်ဇန်နဝါရီကအင်္ဂလန်တင်းကိုစတင်ကင်တွယ်ခဲ့သူသူချေကလာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာအင်္ဂလန်တင်းနဲ့စာချုပ်ပြင်မှာပါ။ 2026ကဘလိုက်ချစ်စစ်ပွဲနှစ်ပွဲမကစားခင်မှာပဲတူချဲကအင်္ဂလန်တင်းကိုဓာတ်ရဲ့ချစ်စစ်ပွဲအောင်မြင်အောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးအခုသူကအသင်းမှာစက်နေခြင်းနဲ့လူဝန်ခံခဲ့တာဖြစ်ပါတယ်။တူချဲက FA ပါဝင်အင်္ဂလန်တင်းလုံးကျွန်တော်ကိုချီးမွမ်းမှုရှိရဆိုရင်အသင်းမှာစက်နေသွားဖို့ဖြစ်နိုင်ခြင်းရှိပါတယ်။အခုချိန်မှာအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်အတွက်ပဲအာရုံစိုက်ထားပါတယ်။လက်ရှိအသင်းအခြေအနေကိုအဖွဲ့ချုပ်ကချီးမွမ်းမှုရှိမယ်လို့ကျွန်တော်ယူဆပြီးနောက်ထပ်သက်သေပြစရာတွေရှိပါသေးတယ်။ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာက အကောင်းဆုံးအနေထားမှာရှိပြီးတော့အင်္ဂလန်အသင်းဘောလုံးဖွဲ့ချုပ်ရဲ့အားပေးချောက်ခံမှုအသည့်အနာဂတ်နဲ့ပတ်သက်လို့နှစ်ရှိအားရတင်မှုရှိပါတယ်။စာချုပ်တဲ့ကိစ္စအတွက်ဆွေးနွေးဖို့အချိန်များအကြီးကျန်ရှိပါသေးတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ခရစ်စတယ်ပဲလီအသင်းကောင်းဆောင်ကူဟီညူကာဆယ်အသင်းကသမားနှစ်ပုံနဲ့တောင်မန်ကစားသမားဂေါ်တွန်တို့ကတော့ဒန်ယာရီကြောင့်အင်္ဂလန်သင်းရဲ့နောက်ဆုံးကွာပလားချစ်စစ်ပွဲနှစ်ပွဲကိုဝဲချော်မယ်လို့သိရပါတယ်။ကူဟီက conference league ပွဲမှာခြေထောက်ဒဏ်ရာရရှိခဲ့တာကြောင့် ရိုက်တန်တင်းတဲ့ပရီးမီးယားလိပွဲစဉ်မှာခရစ်စတယ်ဘဲလီအသင်းအတွက်ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူးခရစ်စတယ်ဘဲလီအသင်းကအယ်ကမာအသင်းကို၃ခုတခုနဲ့အနိုင်ရခဲ့တဲ့ကွန်ဖရင့်လိပွဲစဉ်ရဲ့ပွဲပွဲကန်ဒီမှာကူဟီကပြစ်တံပေါ်ကြောင်းအဝါကပ်ပြသခံခဲ့ရတဲ့ဖြစ်ရမှာဒဏ်ရာရရှိသွားခဲ့တာပါခရစ်စတယ်ဘဲလီအသင်းကြီးပြဂလန်စနာကသူကအလွန်နာကျင်နေရကြောင်းအိမ်မပြောနိုင်ခဲ့ပေနောက်တနေ့မှသူ့ရဲ့ဒဏ်ရာကိုစစ်ဆေးကြည့်တော့အယုံမှပြင်းထန်တဲ့ဒဏ်ရာရခဲ့ပါတယ်။သူကပြီးခဲ့တဲ့ရက်တွေမှာဂျိုင်းတောင်းနဲ့လမ်းလျှောက်ခဲ့ရပြီးခြေထောက်ကိုနင်းပူတော်ခတ်ခဲပါတယ်။ အင်္ဂလန်ရဲ့ပွဲတွေကိုသူလဲချော်မှာဖြစ်ပေမဲ့ဆယ်ကနေ၁၄ရက်အတွင်းတော့လေးချင်မှုတွေပြန်လုံနိုင်မှုမျှော်လင့်တယ်လို့ Sky Sport ကပြောခဲ့ပါတယ်။ယူကဆယ်အသင်းတာဝန်ကစားသမား Gordon ကတင်မစုံတန်ရာကြောင့် Brentford အသင်းရဲ့ပွဲစဉ်ကိုလဲချော်ခဲ့ပြီးဂိုးသမား Net Pope ကဒီပွဲစဉ်မှာဥကောင်းထိကတန်ရာရှိခဲ့ပါတယ်။ယူကဆယ်အသင်းကြီးပြအက်ဒီဟောင်းကသူတို့နှစ်ဦးစလုံးအင်္ဂလန်အသင်းရဲ့ပွဲကိုပါဝင်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့တာပါအင်္ဂလန်အသင်းက2026ကွာဖလားချစ်စစ်ပွဲအောက်စု6ပွဲကစားထားတာမှာပေးကိုမပေးရပဲရာနှုန်းပြနိုင်မွေးနဲ့ချစ်စစ်ပွဲအောင်မြင်ထားပါတယ် အင်္ဂလန်တင်ကနောက်ဆုံးကကဘာဖလာချစ်စစ်ပွဲနှစ်ပွဲအဖြစ်နိုဝင်ဘာ17ရက်မှာဆာဗီယာ16ရက်မှာအယ်ဗေးနီးယားအသင်းတို့နဲ့ရှင်းပြရမှာပဲဖြစ်ပါတယ်ရှင်။မန်နိုက်တက်အသင်းတာဝန်ရှိသူတွေကဒူးဒန်ရရခဲ့တဲ့တိုင်စင်မူဆက်စကွတ်ရဲ့ဒဏ်ရာမပြင်းထန်မှုမျှော်လင့်နေတယ်လို့သိရပါတယ်။ဆက်စကွတ်ကဒီဒဏ်ရာကြောင့်မိခင်နိုင်ငံစလိုဗေးနီးယားအသင်းရဲ့ကဘာဖလာချစ်စစ်ပွဲတွေကိုတော့လွှဲချော်ခဲ့ရပါတယ်။၎င်းကစပါနဲ့ပွဲမှာလူစားဝင်ကစားပြီး88မိနစ်မှာစပါနောက်ခံလူဗန်ဒီဗယ်နဲ့ထိခိုက်မိလို့ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဆက်စကိုအနေနဲ့ကွင်းထဲကဂျိုင်းတောက်အကူအညီမပါဘဲထွက်ခွာခဲ့ပေမယ့်ကောင်းစွာလက်မလျှောက်နိုင်ခဲ့ပါဘူး။ဆက်စကိုရဲ့ဒဏ်ရာကိုနိုင်ငံတကာရသတ်တပတ်အတွင်းစစ်သက်စစ်ဆေးမှုတွေထပ်မံပြုလုပ်သွားဖို့ရှိပါတယ်။ပေါင်း83.8တန်းတန်တိုက်စစ်မှုက United အတွက်ဆက်နပွဲကစားပြီးနှစ်ဂိုးသာသွင်းယူထားပါတယ်။လာမယ့်ဇန်နဝါရီပြောင်းရွှေ့စည်းကွက်မှာတိုက်စစ်မှုတစ်တရဝေယူပွဲရှိကြောင်းမန်ယူသစ်နီးပြအမွေအင်္ဂါဝန်ခံပြောဆိုခဲ့ပါတယ်။ ဘိုးတိုက်စင်မူဆက်စကကဒုတိယအရာနေပြီးတော့အာဖရိကဖလားအတွက် Brighton အမ်ဘူမိုနဲ့ MRG လိုတို့ကိုဆက်လုပ်ပေးရမှာဖြစ်လို့တိုက်စစ်လိုအပ်ချက်တွေရှိနေရပါကျွန်တော်တို့အားလုံးကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်အာဖရိကနိုင်ငံများဖလားကပြဿနာရှိမှသိကြပါတယ်ဒါပေမဲ့အဲ့ဒါကိုသိပြီးသားပါစစ်ကဖွင့်တဲ့အခါမှာတော့အသင်းကိုတိုးတက်အောင်လုပ်နိုင်မလားစောင့်ကြည့်ရမှာပါလို့အမွန်ရင်ကပြောကြားခဲ့ပါဗျ။နယ်သာလန်တိုင်းစစ်မှုဆက်စီကလည်းကစားခွင့်ရဖို့အတွက်အသင်းကနေထွက်ခွာနိုင်ကြောင်းသိရပါဗျ။ချက်ကကိုခုရာတီရဲ့ကောင်းဆုံးခေါ်ယူမှုလို့ရွန်နီတုံးတက်တယ်ဆိုတဲ့သတင်းလေးကို တင်ဆက်ပေးပါအောင်မယ်မန်ယူနိုက်တက်နဲ့အင်္ဂလန်တိုက်စစ်မှုအရောနီကစန်တာလန်တင်ကောင်းဆောင်ချကာကအခုရသည်ပရီးမီးယားလီးအကောင်းဆုံးခေါ်ယူမှုဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်ချကာ33နှစ်ကစန်တာလန်အသင်းထံအခုနေရာဒီမှာရောက်ရှိလာပြီးဆက်တပွဲကစား16မှန်နဲ့စတုတ်ထနေရာရက်တီနိုင်အောင်အဓိကဆွမ်းဆောင်ပေးထားသူတွေတဲ့ကတဦးဖြစ်ခဲ့ပါတယ်အာဆနယ်ကွင်းလယ်လူဟောင်းရဲ့အတွေ့အကြုံနဲ့ဥဆောင်မှုရည်တွေကစန်တာလန်ကိုများစွာအကျိုးရှိစေခဲ့ပါတယ်။၎င်းကပရီးမီးယားလိပွဲအလုံးပွဲချိန်ပြည့်ကစားထားပြီးတကိုးသွင်း၃ဂိုးဖန်တီးထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကိုပြန်လာပြီးသူလုံဆောင်နေရာတွေကအာအာသင့်စရာတွေပါတန်းတက်အသင်တသင်နဲ့သူ့ရဲ့ပါဝင်တက်ရောက်မှုတွေကထင်ရှားပါတယ်သူကဘောလုံးရာသီရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်နိုင်ပါတယ်သူကလက်ပြားခါလာအောင်ထူးချွန်သူပါလို့ရွန်နီကပြောခဲ့ပါတယ်ခြားကာကအခုနေရာဒီမှာလေဘာကူစင်ကနေကနအူပြောင်းရွှေ့ခြင်းပေါင်း73တန်းနဲ့စင်တလန်အသင်းထံရောက်ရှိလာပဲဖြစ်ပါတယ်အသင်းနှစ်သင်းပွဲကိုဂိုင်းတွယ်ခွင့်ပိတ်ခံထားရတဲ့ Michael Oliver ကတော့တနင်္ဂနွေနေ့ကမန်စီးတီးနဲ့လီဗာပူးတို့ပွဲကအငင်းပွားစွာဆန်းဆောင်ရင်ကြောင့် ပြည်တွင်ဝေဖန်ခံရချိန်မှာအသင်းနှစ်သင်းပွဲစဉ်ကိုကင်တွယ်ခွင့်ပိတ်ပင်ခံရပါတယ်။အသက်40ရွေးဒိုင်းလူကြီးကအင်္ဂလန်ရဲ့တွေ့ကြုံရင်ဆုံးဒိုင်းနေရကတူဖြစ်ပြီးတော့မိုက်ကယ်အိုလီဗာကတော့ဒီနေ့ဆော်ပိုင်းကလီဗာပူးနဲ့အက်ဗာတန်တို့နှစ်ကိုနှစ်ကိုတည်ကြခဲ့တဲ့ပွဲမှာအာနာစလောနဲ့လက်ထောင်နီးပြကိုထုတ်ပယ်ခဲ့မှုအပါအဝင် အငင်းပွားပဲဆုံးဖြတ်ချက်တွေစက်တိုက်ပြုလုပ်ခဲ့မှုကြောင့်လီဗာပူးပရိသတ်တွေရဲ့ပြည်တင်ကျိန်းမှောင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။တန်နင်းကနေနေမှာနောက်ထပ်တစ်ကြိမ်ဖန်တားရဲ့ပထမပိုင်းကဂိုးကိုအငင်းပွားပဲပယ်ဖြတ်ခဲ့ပြီးတဲ့နောက် လီဗာပူးပရိသတ်တွေဒေါသထွက်ခြင်းကိုခံရပြီးတော့အခုလိုမျိုးအငင်းပွားပွဲဆုံးဖြတ်ချက်တွေကြောင့်မိုက်ကယ်အိုလီဗာကိုအသင်းနဲ့တင်းကိုကင်တွယ်ခွင့်ပေးပင်ထားတာဖြစ်ပါတယ်။အိုလီဗာကတော့နယူကာဆယ်အမေရိကန်ပရိသတ်ဖြစ်ပြီးငှက်ကြားတွေပါဝင်တဲ့ပွဲမှန်သမျှကင်တွယ်ခွင့်မရှိဘဲလူငယ်အစ်စ်မာတို့ကနယူကာဆယ်အတွက်ကစားပေးခဲ့ဘူးတယ်လို့2019ခုနှစ်ကထုတ်ပေါ်ပြောဆိုခဲ့ပြီးအရေးချင်းနဲ့ရှိပေမဲ့ကစားသမားဖြစ်နေပြင်းပြင်းထန်ထန်အလုပ်လုပ်ရတာကိုမနစ်သက်ဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ယူကာဆယ်အမေရိကန်ပရိသတ်ဖြစ်တာကြောင့်ရလအနေနဲ့ဒေတာရင်းပြိုင်ဖက်ဖြစ်တဲ့ စန်တန်လန်အသင်းရဲ့ပွဲစဉ်တွေကိုလည်းကင်တွယ်ခွင့်မရှိတော့တာပဲဖြစ်ပါတယ်။နီးပြဂျူရစ်ကိုအတ္တလန်တာအသင်းကထုတ်ပယ်တဲ့ဆွဲသတင်းလေးကိုလည်းတင်ဆက်ပါအောင်မယ်။အတ္တလန်တာအသင်းကနီးပြအီဗန်ဂျူရစ်ကိုယာဒုကထုတ်ပယ်ကြောင်းအတည်ပြုခဲ့ပါပြီ။ခရစ်ရှားနိုင်ငံသားဂျူရစ်ကပြီးခဲ့တဲ့ဆွမ်းလာကအတ္တလန်တာအသင်းကိုနှစ်နှစ်စာချုပ်နဲ့စတင်ကင်တွယ်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးစီးရီအိမ်ကွင်းပွဲမှာစကူအိုးလိုကို03နဲ့ရှုံးနိမ့်ခဲ့မှုအပါအဝင်အခုရာသီစီးရီရဲ့ဆက်တပွဲမှာနှစ်ပွဲသာနိုင်ခဲ့တာဖြစ်ပါတယ်။ ။အမှတ်ပေးစရာမှာအဆက်73နေရာရောက်နေပြီးထိတ်ဆုံးကအင်တာမီလန်နဲ့စက်တမတ်ကွာဟနေပါဗျ။ဂျူရစ်90နှစ်က9လတာတာဝန်ယူခဲ့ရလို့အတလန်တာအသင်းရဲ့ခေတ်သစ်သမိုင်းမှာကာလအတိုဆုံးနှီးပြဖြစ်ခဲ့ပါဗျ။အတလန်တာအနေနဲ့နိုဗမာလာ22ရက်မှာကစားမယ်။နာပိုလီနဲ့ပွဲမတိုင်ခင်ပလာတီနိုကိုနီးပြတဲ့အဖြစ်ခံအပ်ဖို့ရှိနေရပဲဖြစ်ပါရဲ့ရှင်။အန်တိုနီယိုကွန်တီနဲ့နာပိုလီတင်းတောင်ရှိသူတွေက၈ဆက်လက်တွဲဖို့တင်မတင်မျက်နှာချင်းဆိုင်ဆွေးနွေးကြရမယ်။ ဒီသတင်းကိုဖတ်လိုက်ရတာမျက်မှောင်နှင်းငယ်ကျုံသွားတယ်။ဘာလဲပေါ့မနစ်ကပဲစီးဒီဖလားပူပူနွေးနွေးယူပေးထားတဲ့နိပြဒီနေ့လည်းအခြေအနေအရမ်းမဆိုသေးဘူး။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်းပုံမှန်ခြေဆွန့်ပျောက်ဆုံးနေတယ်ဆိုပေမဲ့ခြုံကြည့်ရင်တော့အနေသာကြီးရှိသေးတယ်။စီးဒီဆက်တပွဲကစားပြီးချင်းအဆင့်လေးပေမဲ့ဇယားထက်ကအင်တာမီလန်နဲ့နှက်မှတ်လေးပဲကြွားသေးတယ်။ကောင်းကောင်းကြီးပြန်လိုက်လို့မိတယ်။ ချန်ပီယံလိမှာလည်းလေးဘွယ်ကစားလေးမျက်ဆိုပြီးမဲ့ပလေးအော့ဖ်ကန်ခွင့်ကိုကောင်းကောင်းကြီးမျှော်လို့ရသေးတယ်။ဒါကိုဘာထားကြောင်လာလဲ။ပန်းနစ်ဖြစ်ပြီးထုတ်ပြရအောင်ကလည်းသူတို့ရထားတဲ့နီးပြကတခြားသူမဟုတ်။အန်တိုနီယိုကွန်တီကမ္ဘာအဆင့်ထိပ်တန်းနီးပြတခြားမင်းစင်ကိုင်အောင်ဖလားရဖို့မတိကြတဲ့စပါကလွဲလို့သူရောက်လျာအတင်းတိုင်းမှာအမှတ်ပေးဖလားတွေခဏခဏယူနေကြနီးပြဒီလိုနီးပြကိုခဏတာ form out ယူနေထုတ်ပေးလိုက်မယ်ဆိုရင်တော့သိကြတယ်ကိုပဲနင်လာလိမ့်မယ်။ကွန်တီကတော့နာပိုလီကထွက်ရလဲသူ့အတွက်အသိမရှာဘူးလိုချင်သူတွေဝိုင်းဝိုင်းနေနေလိမ့်မယ်။ ကိုပဲနင့်နာလိမ့်မယ်အဲ့လိုနင့်နာမယ့်အလုပ်ကိုမလုပ်တာကောင်းပါရဲ့ရှင်အခုဆက်လက်တင်ဆက်ပေးမှာကတော့ Pat Guardiola ဘာမှမစမပြောခင်ဒီနေ့ခင်မှာလူတိုင်းရဲ့ပါဇက်ဖျားကနေတွင့်တွင့်အုံပြုနေတဲ့ God ဆိုတဲ့ဝါဟာရအကြောင်းရင်ရှင်းပြချင်ပါတယ် God ရဲ့အရေးအကောက်အရှိအကောက်ကိုတော့အားလုံးသိပါတယ် Greatest of all time ဟာ ားလုံးမသိသေးတာကတော့သူ့ရဲ့အသုံးပြုပုံ usage ကိုပါပဲ greatest ဖြစ်တဲ့အတွက်အားလုံးထဲမှာအကြီးမြတ်ဆုံးကောင်းဆုံးစာသဖြင့်ထိတ်ဆုံးသဘောတက်ရောက်တဲ့ super lifted degree လည်းဖြစ်ပါတယ်တော်ဆုံးတက်ဆုံးကောင်းဆုံးထူးချွန်ဆုံးပြောင်မြောင်ဆုံးစသဖြင့်တဦးတယောက်ထဲကိုသာယဉ်ညွန်းခွင့်ရှိတဲ့ single noun မှာနေအောင်တောင်းအောင်လောက်ကတော့ god ဆိုပြီးတော့တင်းကျုံခေါ်လို့မရပါဘူးဥပမာ michael jordan ကို basketball လောကရဲ့ god လို့ခေါ်ပြီးသွားရင်တော့ kobe bryant ကိုပါ god ချက်ခေါ်လို့မရပါဘူး jordan ပဲဖြစ်စေ bryant ပဲဖြစ်စေတဦးတယောက်ထဲကိုသာ ရွေးချယ်ရမှာပဲဖြစ်ပါတယ်ရွေးချယ်ပြီးတော့လေ God Cogan ရှိမှာပါတကယ်လို့သင်္ကန်းတင်းနီယောက်ကိုဘတ်စကတ်ဘောလောကရဲ့ကောင်းဆုံးကစားသမားနှစ်ဦးလို့ပြောချင်တယ်ဆိုရင်တော့ The two best NBA player of all time လို့ပြောရမှာဖြစ်ပါတယ် Two NBA Golds လို့ပြောလို့မရပါဘူးပြောရင်လည်းမမှန်ပါဘူးဒါဆိုရင်တော့ God ရဲ့ uses အမှန်ကိုသဘောပေါက်သွားကြမှာဖြစ်ပါတယ်ဒါအပြင်ဘောလုံးမားရဲ့မှာဘယ်သူ God လဲဒီမေကွန်အတွက်ဆိုအဖြစ်ကအရန်လွယ်ပါတယ်ဘောလုံးနီးပြရဲ့မှာရောဘယ်သူ God လဲ ဒီမေကွန်အတွက်ဆိုရင်လည်းအဖြစ်အရန်ကြီးမလို့ရင်တော့အရန်ကြီးခတ်မနေသင့်ဘူးထင်ပါတယ်တကယ်တော့ဘလုံးတစ်ပိုင်းတစ်ချောင်းမှာဆယ်စုနှစ်မှအစွာထိတ်ဆုံးလာတဲ့မှာရက်တီခဲ့ပြီးစုပလာတွေအများကြီးစုခုခဲ့တဲ့နည်းပြတွေတိတ်များများဆာဆာမရှိပါဘူးကောင်းတဲ့အချိန်မှာလူထင်ကြီးဩချရလောက်အောင်ကောင်းမိမယ်သူတို့ကောင်းတဲ့အချိန်ကအရန်တူတောင်းတဲ့နည်းပြတွေရှိပါတယ်ဥပမာဟိုဆေးမော်ရင်ညိုယာဂင်ကလော့ခ်ယိုဟန်ခရိုက်စ်တချို့ကြတော့လေဆယ်စုနှစ်တွေအများကြီးတော့ကောင်းပါရဲ့သို့တော့ရှန်ရှန်တောင်အောင်မြင်ခဲ့ဘူးဥပမာအာစင်ဝင်းက Alice Ferguson ဆာအယ်ဖာဂူဆန်ဖတ်ကွာဒီယိုလာကာလိုအန်ဂျယ်လိုတီတို့လိုနီးပြတွေကတော့ဆန်စုနှစ်ပေါင်းများစွာတသက်မှန်ထဲလဲအောင်မြင်နေအောင်မြင်မှုတွေလည်းအရှံပြားကြပါတယ်ဒီထဲမှာမှာပက်ကွာဒီယိုလာကတော့ဂျန်နေနီးပြတွေချက်ပို့ပြီးထူကြပါတယ်အကြောင်းကတော့သူကသူကိုယ်တိုင်အောင်မြင်မှုဆုပလာတွေအများကြီးရယူနိုင်အောင်တာမကသူကျင်လည်နေတဲ့ဘောလုံးလောကကိုပါသူရဲ့ပညာတွေနဲ့အကျိုးပြုနိုင်လို့ပါပဲဘောလုံးလောကရဲ့ရှေ့ဆောင်လမ်းပြားလို့ပြောရင်လည်းမှန်ပါတယ် သူတီထွန်လိုက်တဲ့နီးစနစ်တွေသူတီထွန်ထားတာမဟုတ်တော့ညာဟိုးဘိုးဘေးပြပြန်လက်ထက်ကနီးစနစ်တွေကိုသူ့လက်ထက်မှာပြန်အသက်သွင်းတာရိဒါကိုတခြားသောနီးပြတွေကလိုက်လှုပ်ကြရပါတယ်လိုက်တူပါကြရတယ်နီးပြဘွားအစာပိုင်းမှာဘာစီလိုနာအတင်းနဲ့တစ်ကီကတကတခစ်ကို ပုံဖော်တယ်ခြားတင်တွေကအားကြတယ်လိုက်တူတဲ့အတင်းကလိုက်တူတယ်ဘိုင်မြူနစ်ကိုကင်တွဲတဲ့2014ပတ်ချလဲတဝိုင်းမှာညာနောက်ခံသူဖီလစ်ဖီလစ်လန်ကို ်အတွင်းထဲဝင်ကစားခိုင်းရာကစပြီး invert fullback ဆိုတာကြီးကိုစထွင်နေအခုချိန်မှာသူတီထွင်ခဲ့တဲ့ invert fullback ဆိုတာကနေရာတကာမှလည်းညှို့ထုံမလွဲပဲ Man City အသင်းနဲ့တူဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တဲ့2022-23ရာသီမှာလဲ Johnstone ကို Rovery နဲ့တွဲပေးပြီးတော့3 box 3ဆိုတဲ့ကစားကွက်ကိုချပြပြန်တယ်တကယ်တော့3 box 3 formation ရဲ့မူလတီထွင်သူက Dutch ဂန်ဝင်ကြီး Johan Cruyff ရဲ့တက်တနာတွေကိုလေးစားတူရဲ့ Pep ကဒီဘက်ခင်မှာ ပြန်သက်သွင်းပေးခဲ့တာဖြစ်ပါတယ်ဒီတကားမှာလဲယာကင်ကလော့ရဲ့နီးပြမျိုးကအစားဘတ်ရဲ့3 bucks 3ကိုအားကြပြီးလိုက်စားခဲ့ပါတယ်တပည့်ကျော်အာဒီတာကတော့ပြောနေပါနဲ့တော့ Ange Postecoglou ကိုစပါနီပြဖြစ်ဖြစ်ချင်းအင်တာဗျူးတော့ကျွန်တော်မှာဗာနီးစနစ်မှာမရှိပါဘူး Pablo တမယောက်ကိုလိုက်လုံနေရပါလို့ပုံပွင့်လင်းလင်းဖြစ်ခဲ့မှုပါတယ်အနာစလော့ဆိုရင်လည်းဘက်ကွာချူရရဲ့ဘောလုံးတက်တနာတွေကသူ့အပေါ်များကြီးလွှမ်းမိုးထားပါတဲ့ ဒါရီမကသေးပါဘူးပပယ်လက်အောင်မှာပညာသင်ယူပြီးတဲ့လက်ထောင်နီးပြအငယ်တွေဆိုရင်အသင်းကြီးတွေကစာနီးပြချုပ်ခန့်ကျင်ကြတယ်။ Championship Club Leicester City လို့အသင်းကိုပဲကိုင်းတွဲပူးသေးတဲ့ Anso Maris ကကို Chelsea လို့အင်္ဂလန်ထိပ်သီးအသင်းကအသင်းရဲ့နီးပြချုပ်အဖြစ်ရဲရဲတင်းတင်းခေါ်ယူခန့်အပ်တယ်။ပပယ်လက်အောင်မှာ Man City ရဲ့လက်ထောင်နီးပြလုပ်ပူးတာကလည်းနီးပြချုပ်အတွေ့အကြုံလုံးဝမရှိသေးတဲ့ Artita ကို Arsenal လို့အသင်းကစီမံကိန်းတစ်ခုလုံးကိုပုံအပ်တယ်။ဘန်လိုလိုအသင်းကိုပဲကိုင်းပူးသေးပြီးပူပူလွေးလွေးတန်းဆင်းထားတဲ့ Vincent Company လိုနီးပြကိုလည်းဘိုင်မြူနစ်လိုဂျာမန်ထိပ်သီးချင်းကနီးပြချုပ်ဖြစ်လို့လိုလာလာခေါ်ယူခဲ့တယ်။ဘာလို့လဲ?ပပ်ပြဲတပည့်တပန်းတွေဖြစ်နေလို့ပဲ။ Pepsi မှာ Pepsi မှာဘလုံးလေးစနစ်တွေကိုအနီးကပ်တင်ယူပူပါရဲဆိုတဲ့အချက်ကပဲသူတို့ကိုမျက်နှာပန်းလာစေတာဖြစ်ပါတယ်ပြောရရင်သူတို့ကိုလိုချင်တာမဟုတ်ဘူးသူတို့တင်ယူထားတဲ့ပပ်ပြဲပညာတွေကိုလိုချင်တာအသင်ကောင်းရာကောင်းကျိုးအတွက်ပပ်ပြဲပညာတွေကိုတက်ဖက်လဲနဲ့အသုံးချချင်တာ Justin Bieber ရဲ့တခြင်းတွေကလိုပဲ But it I can't be close to you I'd settle for the gods of you မင်းကိုမှမရရင်တော့မင်းရဲ့ရှိတ်ကိုရရင်မင်းငါချစ်နေပါတယ်ဆိုတဲ့အချိုးမျိုးပါဒီချက်တွေကိုကြည့်ရင်ပပ်ကအောင်မြင်တဲ့လီပြတယောက်ဆိုတာချက်ကိုကြောင်းလုံးပြီးဘလုံးလောကရှိဆောင်လမ်းပြလို့ကိုပြောရမှာဖြစ်ပါတယ်ဘလုံးလောကမှာပပ်ပြအာနာဆက်ကအဲ့ဒီလောက်ထိကျဲ့ပြတ်ပါတယ်မလေးမစားပြောတာမဟုတ်ပါဘူး။ Silence Ferguson နဲ့ Ancelotti တို့မှအဲ့ဒီလိုတွေမရှိပါဘူး။သူတို့အရင်အောင်မြင်နေ။သူတို့ရဲ့ legacy ရင်ကြီးမားပါတယ်။သို့တော့ Ferguson ရဲ့ကစားကွက်ကို light to be ကစားပါတယ်လို့ အန်ဆလော့တီရဲ့တပည့်တွေကိုနီးပြချုပ်ရလို့ပေးချင်ပါတယ်လို့မရှိပါဘူး။ကိုတီထွင်လိုက်တဲ့ဘောလုံးနီးစနစ်တစ်ခုတဒနာတစ်ခုကြောင့်ဘောလုံးလောကမှာအရေးတစ်ခုဖြစ်ပေါ်သွားတယ်ဆိုတာမျိုးဒီနီးပြကြီးနေရာမှာမရှိပါဘူး။ဘပ်ကတော့သူတို့လိုလဲအောင်မြင်တယ်။သူတို့ထက်လဲဒီရပိုင်းဒီပိုင်းမြေမှာအများကြီးတာလုံးပါတယ်။စစ်တူရင်ကစားသလိုနောက်ထပ်ရွှေကွက်၃ကွက်လောက်ကိုကြိုပြီးစဉ်းစားနေတဲ့မစ္စတာမိုင်းတူဖြစ်ပါတယ်။ဘောလုံးလောကရဲ့ခစ်ပြောင်းတော်လိုင်းအများစုကဘပ်နဲ့အစပြုတ်ခဲ့တယ်။ဘာမှမလုပ်နဲ့ဘပ်ကစားသူလိုလိုက်ကစား။ အချိန်တန်ရလက်ကောင်းနေရာကောင်းတခုကတော့ရရတယ်ဆိုတဲ့အထင်ပပည့်ပညာတွေကအသုံးဝင်လုံးပါတယ်ဒါရီဒါရီကြောင့်ပကတီယိုလာကိုပပ်ဂေါ့ဒီယိုလာလို့ရဲရဲကြီးခေါ်လိုက်စေချင်ပါတယ်နိပြဘောကပွဲတထောင်ပြည့်မြောက်ချိန်မှာနိုင်ပွဲ916ပွဲစုဖလား40နောက်ထပ်ရောပပ်ဂေါ့ဒီယိုလာရဲ့ကဘာမှာဘာရီထပ်ပြီးတော့ချပြဖို့ရှိအောင်လဲဆရာပြိသက်ကြီးတို့အများကြီးပြလေးပါတယ်เนาะအခုလိုမျိုးနိုင်ငံသားဘောလုံးပြင်းအားလုံးကိုတက်မြင်ရဲမှာ ဆောက်ဆောင်ရင်းကြီးချွန်50လို့ကျမတို့ရဲ့မြန်မာစပော့မီဒီယာ YouTube channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာစပော့မီဒီယာ page ကနေ50ဘောင်တင်းကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါတယ်နော်ဘောင်ချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်